စကိုင်းတိုင်းဝင်းတို့မြို့နယ်တွေကနေရ6နေရကိုစိုးစုကဘုံကျဲတိုက်ခတ်ခဲ့ရာအမျိုးသမီးတဦးသေဆုံးကြောင်းကနဦးသိရတယ်လို့ဝင်းတို့မြို့နယ်တာဝန်ရှိသူတို့ကပြောပါတယ်။စိုးစုက AB 73ရဲ့မနေ့ကညပိုင်းမှာဝင်းတို့မြို့နယ်ကြေးရရရဲ့နေရ6နေရကိုဘုံကျဲတိုက်ခတ်ခဲ့တာဖြစ်ပြီးလေရင်တွေအဆက်မပြတ်ပြန်တန်းနေတဲ့အတွက်ထိခိုက်ပျက်စီးမှုအသေးစိတ်အခြေအနေကိုတော့မသိရသေးပါဘူး။ ဆောစုအောင်ဝင်းတို့မြို့နယ်တွေကဂျိုးတောင်ရွာမြောက်တောင်ရွာနဲ့တောင်မကြီးတောင်ချေစတဲ့နေရာတွေမှာဘုံကျဲဖြစ်ခတ်သွားတာကိုကနဦးအနေနဲ့သိရှိရပြီးထိခိုက်ဒဏ်ရာရတာတွေလည်းရှိနေပါတယ်။ဆောစုအားစကိုင်းတိုင်းကောလင်းနယ်နဲ့ဝင်းတို့နယ်တွေကဂျေးရွာတွေကိုအေဘီလာ9ရက်ကစပြီးနေ့စဉ်လေးကြောင်းဘုံကျဲပြစ်ခတ်တိုက်ခိုက်နေခဲ့တာဖြစ်တယ်လို့ဝင်းတို့မြို့နယ်နန်းခမ်းရွာကိုအေဘီလာ9ရက်မှာလေးကြောင်းဘုံကျဲပြစ်ခတ်လို့လူ30နီးပါးတေဆုံးခဲ့ရပါသေးတယ်။